ားလုံးမင်္ဂလာပါ OH channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ကောင်းတဲ့ကိုလက်စထရောကိုတဘာဝနီးနဲ့များများတိုးအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကိုလက်စထရောမှာနှစ်မျိုးရှိပါတယ်ကောင်းတဲ့ကိုလက်စထရော good ကိုလက်စထရောရှိတယ်လို့မကောင်းတဲ့ကိုလက်စထရော bad ကိုလက်စထရောရှိပါတယ်ကောင်းတဲ့ကိုလက်စထရောကိုတိတ်တိဆများတဲ့ lipoprotein ကို high density lipoprotein လို့ခေါ်ပါတယ် အတူကောက်ဆိုရင်တော့ HDL ပြောကြပါတယ်မကောင်းတဲ့ကိုလက်စထရောကိုသိပ်သီးစနည်းတဲ့ lipoprotein low density lipoprotein လို့ခေါ်ပါတယ်အတူကောက် LDL လို့ပြောပါတယ်မကောင်းတဲ့ကိုလက်စထရော bad ကိုလက်စထရောများလာရင်တွေးကြောနိုင်ရမှာအနေတွေထိုင်ပြီးတွေးကြောတွေကျင်းလာပါတယ်တရံတစ်ခါမှာအဲ့ဒီကျင်းမြောင်းတဲ့တွေးကြောမှာတွေးခဲတွေကပိတ်ဆို့လိုက်တဲ့အခါမှာတော့နှလုံးရုတ်ကျက်ရက်တန့်သွားတဲ့ယောဂ heart attack နဲ့ လေဖြတ်တဲ့ယောဂါ stroke တွေဖြစ်လာပါတယ်မကြာသေးခင်ကမှမကောင်းတဲ့ cholesterol အကြောင်းကိုပြောပြီးခဲ့ပါပြီဒီနေ့တော့ကောင်းတဲ့ cholesterol အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ကောင်းတဲ့ cholesterol good cholesterol ဆိုတာဘာလဲပိုမှတ်မိအောင်ထပ်ပြောပါမယ်ကောင်းတဲ့ cholesterol ဟာတိတ်သီးဆများတဲ့ lipoprotein high density lipoprotein လို့ခေါ်ပါတယ်အတူက HDL လို့ပြောကြပါတယ်အခုနောက်ပိုင်းမှာတော့ကောင်းတဲ့ cholesterol ကို HDL လို့ပဲလိုအပ်တယ်လို့အစားထိုးပြောသွားမှာဖြစ်ပါတယ်။ကောင်းတဲ့ကိုလက်စထရောကဘာလို့တလဲ။သူ့ရဲ့အဓိကအလုပ်ကတော့ကိုခန္ဓာရဲ့အခြားအစိတ်ပိုင်းကကိုလက်စထရောတွေကိုအသေးစီကိုပြန်တည်ဆောင်ပေးပါတယ်။နောက်တော့အသေးကအဲ့ဒီကိုလက်စထရောတွေကိုခန္ဓာကိုယ်ကနေဖယ်ထုတ်ပစ်ပါတယ်။အထူးသဖြင့် ကောင်းတဲ့ကိုလက်စထရောတွေကသွေးထဲမှာရှိတဲ့မကောင်းတဲ့ကိုလက်စထရောနဲ့မကောင်းတဲ့အဆီတွေကိုရှင်းထုတ်ရမှာအကူအညီပေးပါတယ်။ဘာကြောင့် HDL ကိုလက်စထရောကိုကောင်းတယ်လို့ပြောရတယ်လဲ။ ကိုခန္ဓာအတွက်မလိုအပ်တဲ့ပုံနေတဲ့ကိုလက်စရောကိုဖယ်ရှားပေးတဲ့အတွက်ကောင်းတယ်လို့ပြောတာပါ HDL ဟာသွေးလွှတ်ကြောအတွင်းသွေးကြောနံရံတွေမှာအဆီတွေအနေထိုင်ပြီးသွေးကြောကျင်းတာကိုကာကွယ်ပေးပါတယ်ဒီလိုလှုပ်ခြင်းအားဖြင့်နှလုံးရောဂါနဲ့လေဖြတ်တာကိုကာကွယ်ရာရောက်စေပါတယ်ဒါကြောင့်ကောင်းတဲ့ကိုလက်စရောတွေပမာဏများတာဟာနှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တဲ့အတွက်ကောင်းတဲ့ကိုလက်စရောများများရှိဖို့လိုပါတယ်ကောင်းတဲ့ကိုလက်စရော HDL တွေရဲ့ကောင်းကျိုးတွေကဘာတွေလဲကောင်းတဲ့ကိုလက်စထရောဟဒီအယ်မှာကောင်းကျိုးများစွာရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1ကိုလက်စထရောကိုဖယ်ရှားပေးနိုင်တယ်ဟဒီအယ်ရဲ့အဓိကအလုပ်ကသွေးကြောနဲ့တစ်ရှူးထဲမှာရှိတဲ့ကိုလက်စထရောတွေကိုအသည်းစီကိုပြန်ပို့ပေးတယ်အသည်းကကိုခန္ဓာထဲကကိုလက်စထရောတွေကိုဖယ်ရှားပစ်ပါတယ်ဒီလိုလှုပ်လိုက်တဲ့အတွက်သွေးကြောနံရံတွေမှာအနေထိုင်ပြီးသွေးကြောကျင်းတာကိုကာကွယ်ပေးပါတယ်ဒီတော့ တွေးကြောကျင်းပြီးနှလုံးရောဂါဖြစ်နိုင်ခြေတူလျှော့ချပေးပါတယ်။ပိုနေတဲ့ကိုလက်စထရောကိုဖယ်ရှားလိုက်တဲ့အတွက်တွေးကြောတွေမာကျစ်တဲ့အခြေအနေကိုကာကွယ်ပေးပါတယ်။တွေးကြောဆိုင်ရာနှလုံးရောဂါရုတ်တရက်နှလုံးရက်သွားတဲ့ရောဂါနဲ့လေးဖြတ်တဲ့ရောဂါကိုကာကွယ်ပေးပါတယ်။ဒါကြောင့် HDL ပမာဏများတာဟာနှလုံးတွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်တားဆီးပေးပါတယ်။နံပါတ်နဲ့ HDL မှာစန့်ကျင်ရောင်ရမ်းတာဂုံတက်တိရှိတယ်။ HDL မှာ ရောင်ရမ်းခြင်းကိုစန့်ကျင်တဲ့ဂုံတတ္တိရှိတဲ့အတွက်နှလုံးကျန်းမာရေးကိုပိုကောင်းစေပါတယ်။ရောင်ရမ်းမှုတွေကနှလုံးသွေးကြောမှာစစ်တဲ့ယောဂါကိုဖြစ်စေပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အတွက်သွေးလွတ်ကြောတွေကိုကာကွယ်ရာရောက်စေပါတယ်။နံပါတ်3စန့်ကျင်ဓာတ်တိုးပစ္စည်းဂုံတတ္တိရှိတယ်။နောက်ဆုံးတွေ့ရှိချက်တွေမှာ HDL မှာစန့်ကျင်ဓာတ်တိုးပစ္စည်းဂုံတတ္တိရှိတာကိုတွေ့ရှိရပါတယ်။ဒီဂုံတတ္တိကြောင့်သွေးလွတ်ကြောနံရံတွေပျက်စီးတာကို ကာဝယ်ပေးတဲ့ကိစ္စမှာအကူအညီပေးနိုင်တာကိုတွေ့ရပါတယ်။အချုပ်ပြောရရင် HDL ဟာကိုလက်စထရောကိုတွေးကြောတဲ့ကရှင်းလင်းပေးတဲ့အတွက်နှလုံးရောဂါမှာဖြစ်အောင်ကာဝယ်ပေးပါတယ်။ရောင်ရမ်းမှုကိုချော့ချပေးနိုင်ပါတယ်။ကောင်းတဲ့ကိုလက်စထရောပါဝင်တဲ့အကောင်းဆုံးအစားအစာတွေကဘာတွေလဲ။ကောင်းတဲ့ကိုလက်စထရော HDL ဟာနှလုံးကျန်းမာရေးနဲ့ကိုယ်ခန္ဓာအတွင်းသွေးရောတွေရဲ့ကျန်းမာရေးကိုအဓိကထိန်းသိမ်းပေးပါတယ်။နံပါတ်1ကျန်းမာစေတဲ့အစီအတွေကိုစားပေးပါ။ 1.1တန်လွင်စီ olive oil တန်လွင်စီမှာ mono unsaturated အဆီအများပြားပါဝင်ပါတယ်အဲ့ဒီအဆီကကောင်းတဲ့ကိုလက်စထရောပမာဏကိုမြင့်တင်စေပါတယ်တန်လွင်စီထဲမှာ extra virgin olive oil ကအကောင်းဆုံးအဆီဖြစ်ပါတယ်တန်လွင်စီကိုဟင်းချက်စီအဖြစ်အသုံးပြုနိုင်ပါတယ်အတုပ်တွေမှာလည်းထည့်စားနိုင်ပါတယ်ကျန်းမာရေးအတွက်တန်လွင်စီကိုတောက်သူတွေလည်းရှိပါတယ်1ထောပတ်တိအဘိုကားတို့ ထောက်ပတ်ပြီးမှ mono unsaturated အဆီနဲ့ fiber အမြောင်အများပါဝင်ပါတယ်ထောက်ပတ်ပြီးမှမကောင်းတဲ့ cholesterol ကိုကျစီပါတယ်ကောင်းတဲ့ cholesterol ကိုတက်စီပါတယ်တ3အခွန်မာသည့် nut ဥပမာ almond seed တကြားစီတို့ဖြစ်ကြပါတယ်အခွန်မာသည့်မှာကျန်းမာတဲ့အဆီ fiber နဲ့ omega 3 fatty acid များစွာ ပါဝင်ပါတယ်ဒီနေ့ကိုလက်တဆုပ်စာစားရင်အကျိုးအထူးများစွာကိုရရှိနိုင်ပါတယ်တ၄ အစီများတဲ့ငါး fatty fish အစီများတဲ့ငါးအစုထဲမှာပါဝင်တဲ့ salmon ငါး mackerel ငါး sardine ငါးတို့မှာ omega 3 fatty acid များစွာ ပါဝင်ပါတယ်အဲ့ဒီ omega 3 fatty acid ဟာကောင်းတဲ့ကိုလက်စထရောကိုမြင့်တက်စေပြီးမကောင်းတဲ့အစီဖြစ်တဲ့ triglyceride ကိုကျစေပါတယ်နံပါတ်1 fiber များစွာပါဝင်တဲ့အစာအစာတွေကိုစားပေးပါနှစ်1 whole grain ကိုစားပေးပါ ဥဂရိန်ဆိုတာနှံ့စင်မထားတဲ့အစစ်အစံတစ်မျိုးဖြစ်ပါတယ်။ကွေကာအုပ်၊ဆန်လုံးညုံနဲ့အညိုယောင်ပေါင်မုတ်နဲ့ဘာလီတွေဟာဥဂရိန်အုပ်စုမှာပါဝင်ကြပါတယ်။အဲ့ဒီထဲမှာရေမာပျော်ဝင်တဲ့ဖိုင်ဘာတွေပါဝင်ပါတယ်။အဲ့ဒီဖိုင်ဘာကမကောင်းတဲ့ကိုလက်စထရောကိုကျစေပါတယ်။ကောင်းတဲ့ကိုလက်စထရောကိုတက်စေပါတယ်။နှင်းနှင်းပဲမျိုးမျိုးကိုစားပေးပါရည်မာပျော်ဝင်တဲ့ဖိုင်ဘာအများပြားပါဝင်ပါတယ်ပြီးတော့အပင်ကထွက်တဲ့ပရိုတိန်းတွေလည်းပါဝင်ပါတယ်ဖိုင်ဘာပါဝင်မှုများတဲ့အတွက် နှလုံးကျန်းမာရေးကိုကောင်းစေတဲ့အပြင်အစာအိမ်နဲ့ဥလန်းချောင်းကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။နှစ်၊တုပ်တစ်တီးတွေကိုစားပေးပါအထူးသဖြင့်ဘယ်ရီသီးတွေကိုစားပေးပါဘလူးဘယ်ရီ၊စတော်ဘယ်ရီ၊ဘလက်ဘယ်ရီတို့ဖြစ်ကြပါတယ်။အဲ့ဒီအသီးတွေမှာဖိုက်ဘာအများပြားပါဝင်သလိုဆန့်ကျင်ဓာတ်တိုးပစ္စည်းလည်းများစွာပါဝင်ကြပါတယ်။သွေးကြောနိုင်ငံမှာရှိတဲ့ဆဲတွေကိုပျက်စီးခြင်းမှာကာကွယ်ပေးနိုင်တယ်။နှလုံးကျန်းမာရေးကိုကောင်းစေပါ ၃တိုဖူအစာအစာတွေကို စားပေးပါ တိုဖူပဲနုဒီအစာစာတွေကလည်းကောင်းတဲ့ကိုလက်စထရောကိုတက်စီပါတယ်မကောင်းတဲ့ကိုလက်စထရောတွေကိုကျစီပါတယ်၄အညိုအိမ်အောင်ချောကလက်ဒတ်ချောကလက်ကို စားပေးပါအညိုအိမ်အောင်ချောကလက်ဟာကိုကို80ရာခိုင်နှုန်းနဲ့အထက်ပါဝင်တဲ့ချောကလက်ကိုပြောတာပါဒီချောကလက်ကိုစားရင် ကောင်းတဲ့ကိုလက်စထရောတက်တာကိုလေ့လာချက်များအရသိရပါတယ် အရေးကြီးတဲ့အချက်ကဒီအစားအစာတွေကိုမျှမျှတတစားပြဖို့လိုအပ်ပါတယ်အမျိုးစုံအောင်စားပြီးသင့်ပါတယ်မကောင်းတဲ့အစီအစီဖြစ်တဲ့ပြေဝစီတွေကိုတော့ရှောင်သင့်ပါတယ်ထက်ကာတလဲလဲအုံပြုတ်နေတဲ့အကျော်စီတွေကိုလည်းရှောင်သင့်ပါတယ်အဲ့ဒီအစီတွေကသွေးကြောအတွင်းမှာအနေထိုင်ပြီးသွေးကြောတွေကိုကျင်းမြောင်းစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ် lifestyle ကို ပြောင်းလိုက်ပါကောင်းတဲ့ cholesterol တက်ဖို့အစားအစာတွေကအဓိကအရေးကြီးပါတယ် ဘဝနေထိုင်မှုပုံစံ lifestyle ကို ပြောင်းလိုက်ရင်လဲကောင်းတဲ့ကိုလေစောပုံမူတက်လာတာကိုတွေ့ရပါတယ်။နံပါတ်၁ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။အေရိုဘစ်လေ့ကျင့်ခန်းကတော်တော်ကောင်းတယ်လို့ပြောနိုင်ပါတယ်။အနည်းဆုံးတစ်နေ့ကိုမိနစ်30လုပ်ပေးပါ။တစ်ပတ်လုံးလုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။အေရိုဘစ်လေ့ကျင့်ခန်းကိုလုပ်ဖို့အခက်အခဲရှိရင် လုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေရှိပါတယ်။ခတ်တွတ်တွတ်လမ်းလျှောက်ပေးပါ။အနည်းပြေးလေ့ကျင့်ခန်းကိုလုပ်ပေးပါ။ရေကူးလေ့ကျင့်ခန်းနဲ့ စက်ဘိန်းစီလေ့ကျင့်ခန်းကိုလုပ်ပေးနိုင်ပါတယ်။အားလုံးကိုလုပ်ဖို့မလိုပါဘူး။တစ်ခုခုကိုလုပ်နိုင်တယ်လို့တစ်နေ့တစ်မျိုးမရိုးအောင်လုပ်ပေးနိုင်ပါတယ်။အနည်းဆုံးမိနစ်30လုပ်ပေးရင်ပိုကောင်းပါတယ်။နံပါတ်1ကျမ်းမာတဲ့ကိုယ်လေးချိန်ကိုထိန်းထားပါ။ကိုယ်လေးချိန်နည်းနည်းလေးကျတဲ့ဆိုရင်တော့ HDL ပမာဏတက်ပါတယ်။ဘိုက်ပပတ်လည်းကအစီအွေကျရင်ပိုကောင်းပါတယ်။ကိုယ်လေးချိန်ကျဖို့အတွက်အစာဖြတ်ခြင်းနည်းစနစ်ကပညာရှင်တွေနှစ်သက်တဲ့နည်းစနစ်တစ်ခုဖြစ်တာကိုတွေ့ရပါတယ်။နံပါတ်3 စလိတ်တောက်တာရလိုက်ပါစလိတ်တောက်တာဟာ HDL ကိုကျစီပါတယ်စလိတ်ဖြတ်လိုက်ရင်ဒီကိုယ်လုံးကျန်းမာရေးအတွက်အကောင်းဆုံးကိစ္စကိုလုံဆောင်ရရောက်ပါတယ်အထူးသဖြင့်နှလုံးကျန်းမာရေးကိုကောင်းစီပါတယ်အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်အောင်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်လူသားအားလုံးလူနဲ့ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစီလို့ဆုတောင်းလိုက်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.